်မော်ကျွန်းကအပြန်တွန်တင်းမှာညာ2နာရီလောက်ရှိမယ်ကျွန်တော်တို့စီးလာတဲ့ဝင်းမျိုးသိန်းနှစ်ထပ်မော်တော်ယာဉ်တင်းမော့ကို G3 နဲ့မိုးပေါ်ထောင်ပစ်ပြီးလမ်းလိုက်တဲ့မီးနဲ့ကန်းကတ်ခိုင်းတယ်တင်းမော့ကကန်းကတ်ပြီးတော့နိုင်မြန်မာပါလားဆိုပြီးကျွန်တော်ကိုရှာတာအဲ့ဒီမှာကျွန်တော်ကိုခေါ်သွားပြီးခွေးရှည်ကလထိုင်းပေါ်မှာ ထိုင်ခိုင်းမီးဖွင့်ပြီးကျွန်တော်ကိုပြင်းတာတင်းမော့ကိုပြန်လွတ်လိုက်ပြီးနောက်တေးရေးနိုင်မြန်မာကိုတော်လန်အတိုင်းပြေးခိုင်းသည်စစ်သားများကကားနောက်မှနေ၍ တေးရင်နိုင်မြမာဤရှေလမ်းများကြားတနက်ဖြစ်ပစ်သည်မြေကြီးများဖွာ၍တေးရင်နိုင်မြမာဤခြေထောက်ကိုဆင်းသည်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါကတော့ ဆောင်းပါရှင်ဖိုးဆိုင်ရေးသားတဲ့တော်လန်တေးရေးစီယာနိုင်မြမာဤသူဘဝသူတချင်းသူကပြာအပိုင်းနှစ်ပဲဖြစ်ပါတယ်ကျွန်တော်ကရိုးရိုးသားသား policy တခုဝါရတခုကိုအယောင်မစွန်းပဲနဲ့အားနေတဲ့သူတွေဖိနှိပ်ခံရတဲ့သူတွေမရှိစင်းရဲတဲ့သူတွေကိုလွတ်မြောက်စေခြင်းနဲ့နိုင်ငံရေးဝါရတခုမဟုတ်ဘူးစေးအောင်ဆုံးမြင်ကွင်းကျေကကိုခန်းလိုက်ကိုအားကြပြီးလိုက်ရေးတာအဲ့ဒီလိုလိုက်ရေးရင်းနဲ့ကြီးကြီးကျယ်ကျယ်ပေါက်ပြီးအမှုတွေပါဖြစ်ကုန်တော့တာပဲ ကိုတိုင်းပြည်မှာအုပ်ချုပ်နေတဲ့အစိုးရကိုတတ်တတ်ကန့်လန့်မယ်ဆိုတဲ့စိတ်မျိုးနဲ့ရေးလာတော့မဟုတ်ဘူးထို့သောတရိပ်နိုင်မြန်မာကအစိုးရနဲ့ပထမဆုံးအကြိမ်အမှုရင်ဆိုင်ခဲ့ရပြီးဒုတိယအကြိမ်ထပ်မံရင်ဆိုင်ရဖို့အကြောင်းဖြစ်ပေါ်လာပြန်ပါသည်မြန်မာပြည်တွင် အကြီးအကျယ်ဆုံးသောအရေးခင်းကြီးတစ်ခုချစ်လေးလုံးလူလူအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ထို့အရေးတော်ပုံကြီးတွင်တရိပ်နိုင်မြန်မာသည်အသက်နှင့်ရင်းရွေတော်၎င်းဘဝနှင့်ရင်းရွေတော်၎င်းပါဝင်ခဲ့သူတူဦးဖြစ်ပါသည်ကံအကြောင်းမလှပါကတရိပ်နိုင်မြန်မာဘဝက ရှစ်လေးလုံးလူလူအရေးတော်ပုံကြီးတွင်ကြာဆုံးသွားနိုင်ပါသည်တေးရီနိုင်မြမာကတောက်လက်ဆဆေးပေါလိတ်ကိုမိညှိပြီးရှစ်လေးလုံးလူလူအရေးတော်ပုံကြီးအကြောင်းကိုကြည်ကွဲစွာပြောပြသည်သူခန်းစားချက်များကအတိတ်ကိုပြန်မြင်ရောင်နေသည့်တပွဲနှစ်ပေါင်း25နှစ်ကျော်ကြာမြင့်ခဲ့တော်လဲမမေ့နိုင်စရာဖြစ်ရများကိုတခုချင်းစီတခန်းချင်းစီပြောပြနေသည်1988ခုနှစ်အရေးခင်းစဖြစ်တော့ကျွန်တော်မပါသေးဘူးဗျကျွန်တော်သားအလက်ကောင်ကိုမွေးတာလေးလာပဲရှိသေးတယ်ကျွန်တော်တို့နေတာကလည်းမြို့အစွန်းမြောက်ဩကလာပမှာနေတာ ဟိုးဘက်မှာရေဝဲသုတ်တံတော့မရှိသေးဘူးလေခွင်းကြီးပဲရှိတယ်ညဘက်ဆိုလျှက်စင်ပြီးမရှိဘူးမိခွက်လေးနဲ့နေရတာအဲ့ဒီတော့သွေးနုနုသားနုနုမိမနဲ့ကလေးကိုထားခဲ့ပြီးကျွန်တော်အပြင်ထွက်ဖို့ကမဖြစ်နိုင်ဘူးလေလက်ထဲမှာပတ်စံလည်းမရှိဘူးတရှင်ကြီးကလည်းမရဘူးကလေးတွေကိုဘရာကျော်လေးနဲ့ထမင်းကျွေးရတယ်ကျွန်တော်တို့လင်မယားကလည်းဘရာကျော်လေးနဲ့ပဲစားရတယ်အဲ့ဒီအချိန်မှာအရေးခင်းကအကြီးအကျယ်ဖြစ်နေပြီတငယ်ချင်းတွေလည်းမင်းမလာဘူးလားနဲ့မေးကြတာပေါ့ကျွန်တော်ကလည်းဘလို့ထွက်မလဲဗျာထို့သောရှင်လေးလုံးလူလူအရေးတော်ပုံကြီးဖြစ်နေချိန်တွင်တည်ရည်နိုင်မြမာက ။တပိတ်မောက်နေကြသည်မှာလူတိုင်းလုံနေကြခြင်းဖြစ်၍တပိတ်မောက်နေသည့်သူများကိုစိတ်တက်ကြွဖို့တခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည့်နောက်တွင်ကဘာမကြည့်ဘူးသခြင်းဖြစ်ပေါ်လာသည်။ထိုသခြင်းသည်အင်္ဂလိပ်မူရင်း Does in the wind သခြင်းဖြစ်ပြီးလူတိုင်းအလွယ်ကူဆုံးနှင့်အမြန်ဆုံးနားထဲဝင်နိုင်သည့်သခြင်းကိုရွေးချယ်ကာဆက်ဆိုခဲ့ခြင်းဖြစ်သည်။ထိုအချိန်တွင်တည်ရည်နိုင်မြမသည် TB ရောဂါဝေဒနာကိုခံစားနေရခြင်းဖြစ်သည်။သို့တော်လည်းဝေဒနာကိုခံစားမနေနိုင်လူမှုခံစားနေရသည့်ဝေဒနာကပိုကြီးသည်ဟုဆိုကာ ကဘာမကြည့်ဘူးသင်းကိုမြို့အနှံ့လိုက်လံတေဆိုခဲ့သည်ထိုသင်းကိုမြောက်ကလာပါမှအထက်တန်းចောင်းသား၁၀ဦးចောင်းသူ၄ဦးနှင့်အိမ်တွင်၃လရက်ခန့်သင်းတိုက်ပြီးဆန္ဒပြသူများကိုမြို့အနှံ့လိုက်လံအားပေးတေဆိုတော့သည်ကျွန်တော်တို့ကအကော်ရီယန်အုံးကျော်ရဲ့သားကိုစိုးမိုးရဲ့ AOD ဒေသံတွင်မှအဲ့ဒီသင်းကိုအတန်သွားသွင်းတာစာကနာတို့ကလည်းအဲ့ဒီမှာပြက်လုံးနဲ့အတန်သွင်းနေကြတာတ냐လုံးအတန်သွင်းပြီးတော့မိုးလင်းလာတဲ့တယောက်ကလာခေါ်တယ် ကျွန်တော်တို့အစာငတ်ခံဆန္ဒပြနေတာကိုစိတ်သက်အားပြီးပါဆိုတော့ကျွန်တော်တို့မြို့တော်ခမ်းမရှိမှာတောဆူကြတာကဘာမကြည့်ဘူးတခြင်းကိုပထမအဦးဆုံးမြို့တော်ခမ်းမရှိပင်တည်ဆုံကြသည်စောင်းပေါင်းနဲ့အတန်ရှဲဆက်များကိုတက်ဆင်ပေးသူများကဆင်ပေးထားသည် မြို့တော်ခမ်းမရှိပင်ចောင်းသားတမကအဖွဲ့နှင့် GDI စက်မှုចောင်းသားများအဖွဲ့နှစ်ဖွဲ့ကထိုင်တပိတ်အစာငတ်ခံဆန္ဒပြနေကြသည်ဒေးကြီးနိုင်မြန်မာနှင့်အဖွဲ့နန်းနာ9နာရီကမြို့တော်ခမ်းမရှိသို့ရောက်သွားကြပြီးကဘာမကြည့်ဘူးတခြင်းကိုတေးရင်နိုင်မြမအပါအဝင်တရှင်းတိုက်ပေးထားသည့်ចောင်းသားចောင်းသူ14ဦးနှင့် တံမြိုင်တီဆိုကြပြီတော့သည်နောက်ဆုံးနေမြို့တော်ခမ်းမရှိတော့လူလူတောင်းနေချီကလာရောက်အားပေးကြသည်တောင်းနေချီတော့ပြည်သူလူလူကြီးကရေးရနိုင်မှာအဖွဲ့နဲ့အတူကဘာမကြည့်ဘူးတခြင်းကိုလိုက်ဆိုကြသည်အကယ်၍သာလူလူသည်မြို့တော်ခမ်းမရှိတော့ရောက်မလာခဲ့သို့မဟုတ်လုံအင်အားအနေငယ်သာရှိနေခဲ့ပါကတခုခုဖြစ်သွားနိုင်သည်ဟုရေးရနိုင်မှာကပြည်သူဆော့ဆော့နဲ့တုံးတပြပြသည်အဲ့ဒီအချိန်အောင်ဆန်းကွင်းထဲမှာတက်ဆွဲထားတဲ့စစ်ကားကြီးကစူးလေစည်းကြီးကိုပတ်ပြီးလာတာမြင်နေရတယ် စစ်သားတွေကမြို့တော်ခန်းမထဲမှာလည်းရှိတယ်ကျွန်တော်တို့ဘက်ကလူလူအင်အားများလို့သာအဲ့ဒီစစ်ကားတွေနောက်ပြန်ဆုတ်သွားတာငါတို့တချင်းစုံနေချိန်မှာသူတို့တနက်နဲ့ပြစ်လို့ငါ့ကိုထိသွားတယ်ဘသူမှဒါမဆွဲကြနဲ့ဘသူထိထိငါတို့လည်းမဆွဲဘူးတချင်းကိုဆက်စုံနေပေါ့အဲ့ဒီလိုပြောထားတာလူတွေကတော့မြို့တော်ခန်းမရှိမှအုံခဲနေတာပဲတရင်တော်တွေကလည်းဓာတ်ပုံတွေရိုက်ကြနဲ့နောက်နေလဲကြရောဂျာနေဒီမှာပါလာတာပဲချစ်လေးလုံးလူတို့အေးတော်ပုံကြည့်ရင်လူတိုင်းပါဆက်ဖြား၌ကဘာမကြည့်ဘူးတချင်းကိုအလွဲတကူယဉ်ကြည့်တော့ကြသည် ကျောင်းသားကျောင်းသူကလေးလူငယ်လူကြီးအားလုံးကဘာမကျေဘူးသချင်းကိုဆိုကာအာနာရှင်တော်လန်ကြီးတပါတီအာနာရှင်စနစ်ကြာဆုံးရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသည်စစ်သားများကကျောင်းသားများကိုလုံးထွေးပြီးဖမ်းဆီးသွားစင်မှာပင်အဖမ်းခံရသောကျောင်းသားကျောင်းသူများကကဘာမကျေဘူးသချင်းကိုပါဇက်ကအော်ဟစ်ပြီးဆိုရင်စစ်ကားပေါ်ပါသွားကြသည်ဟုတရရနိုင်မြမာကကြေကွဲစိုးနေစွာပြောပြနေသည်ကျွန်တော်တို့ကားမှာကဘာမကျေမျိုးဆက်သစ်ဆိုပြီးဒေါန်လန်နဲ့ရေးထားတယ်အာနာမသိငင်၄၅ရက်ဆက်တိုက်ထွက်ပြီးလိုက်အားပေးတာ ောက်ကြတော့မြောက်ဥကလာကចောင်းသားတွေကလုံလုံရွရွပြီးပါလာတာငွေကြရန်ဖုံးကြီးចောင်းချီမှာဂျင်ကလိနဲ့ရှင်ထားတာညာဘက်ကြီးအကုံလုံးကိုစင်းပြီးလမ်းလျှောက်ခိုင်းတာပြစ်လိုက်ရင်အကုံသေးပြီသူတို့ကလည်းစစ်သားတွေအယောင်ဆောင်ပြီးဝင်လာတယ်ဆိုပြီးဒရင်ထွက်နေတော့တကက်သေးလူမျိုးပါးတွေပါပြီဗျာချီလီလုံးလူတို့အရေးတော်ပုံကြည့်ပြီးလူတန်းစားအမျိုးမျိုးလူအမျိုးမျိုးစစ်အစိုးရကိုစန့်ကျင်တော့ဆန္ဒပြပွဲကြီးဖြစ်ပြီးဒတိုင်းတပြည်လုံးသပိတ်မောက်ပြီးအောက်ချုပ်ရေးရန်နေရာကပြက်စီးနေချင်းလူများကတရားမဲ့လွတ်လပ်နေကြပြီး နောက်ပိုင်းတွင်ခေါင်းဖြတ်သည့်အထူးအကြမ်းဖက်သွေးတိုးလုံဆောင်မှုများဖြစ်ပေါ်လာသည့်ကိုစစ်တပ်ကဝါဒဖြန့်လာသည်။တပိတ်မောက်သူများကလည်းမြို့တော်ခမ်းမချေဆိုမြို့တော်ခမ်းမစေယုံကြီးချေဆိုစေယုံကြီးဓာနေများကလည်းနေစဉ်ကိုထွက်နေကြသည်။နေ့လယ်ဘက်တွင်ဆန္ဒပြသည့်သူများအားရှိစေရန်တရားတက်ဟောသည့်စင်များလည်းရှိသည်။လူတိုင်း၏ပါဇက်ဖြားတွင်လည်းကဘာမကြည့်ဘူးသချင်းဖြစ်နေတော်သည်။စေအားနာရှင်စနစ်ကိုကန်လုတ်ခဲ့သောတေးရေးနိုင်ငံမကြီးကဘာမကြည့်ဘူးသရှင်သည်လည်းနိုင်ငံတကာသတင်းစာမျက်နှာများထပ်သို့တက်သွားသည် ယခုဆောင်းပါအတွက်တေးရည်နိုင်ငံမကြီးငယ်ဘဝတွင်ရင်းနှီးခဲ့သည့်ကိုကိုကျော်ပြန်နိုင်ငံရေးသမားဟောင်းစာရေးဆရာထက်မြတ်အားဆက်သက်မင်းမြန်းရာတေးရည်နိုင်ငံမှာနှစ်ပတ်သက်၍ဂီတအမှုပညာအပေါ်ဂုဏ်ယူမိသည်ဟုမှတ်ချက်ပြုပြောဆိုပါသေးသည်နိုင်ငံမကြီးအစောပိုင်းအမှုပညာဖန်တီးမှုတွေကတော့နာမည်ကြီးသရှင်တွေဆိုရင်သူရေးကြတာကြီးပဲနာမည်အကြီးဆုံးကတော့ကင်စာရဲ့သရှင်တွေဆိုရင် နိုင်ငံကျော်သရှင်တွေဖြစ်သွားတာပဲအဲ့ဒီကာလအထိကတော့အမှုပညာသမားတွေအတွက်သူရေးခဲ့တဲ့သရှင်တဆင့်ရှိုးပြောင်းလဲသွားတယ်လို့ပြောလို့ရလောက်အောင် ြည်သူဘက်ကရက်ပြီးအရေးတော်ပုံအတွက်ရေးခဲ့တဲ့သရှင်တွေဖြစ်လာတယ်။ကဘာမကြည့်ဘူးသရှင်ဆိုရင်တည်းလဲအတော်ခံစားဖို့ကောင်းတယ်။အလွန်လဲတက်ကြွဖို့ကောင်းတယ်။အဲ့ဒီအတွက်လဲနိုင်မြမာအတွက်ဆရာတို့ကတိတ်ပြီးတော့ဂုံယူစရာလဲကောင်းတယ်လို့တိတ်ပြီးလဲအားရှိပါတယ်။သူအခုရေးနေတဲ့ကြပြားတွေကလဲပြည်သူလူထုဘက်မှာရက်ပြီးတော့ပြည်သူလူထုလွတ်လပ်ပြီးတရားမျှတဖို့သူရေးတဲ့ကြပြားတွေသရှင်တွေအနုပညာဖန်တီးမှုတွေအတွက်အလွန်အားရစရာကောင်းပြီးအလွန်ဂုံယူစရာကောင်းတယ်လို့ပဲပြောကြင်ပါတယ်ဟုဆိုသည် ထို့သောဖြင့်ဆန္ဒပြသည့်အချိန်တဖြည်းဖြည်းနှင့်မိုးရှုပ်၍တိတ်ဆိတ်လာပြီးဆိုရင်အစာငတ်ခံသည့်ဆန္ဒပြသူများသာလမ်းပေါ်တွင်ကျန်ရစ်ခဲ့ကြသည်ထိုအချိန် TE စစ်ကားကြီးများကတန်ဆူးကြိုးများတင်ပြီးမောင်းနှင်လာသည်စစ်သားများကလည်းကင်းလဲ့နေသည့်အချိန်ဖြစ်သည်ညဆိုသည့်အချိန်ကလည်းစိတ်အားငြိမ်ရမည့်အချိန်ဖြစ်သောကြောင့်မှန်မှန်ကန်ကန်ဆန္ဒပြနေသည့်သူများကိုအားမငယ်စေခြင်းသည့်ရည်ရွယ်ချက်ဖြင့်အစာငတ်ခံဆန္ဒပြသည့်သူများရှိရာနေရာများသို့ညဘက်တွင်ကားစီးနှင့်လှည့်ကား ကဘာမကြေဘူးတခြင်းကိုတည်ဆူအားပေးခဲ့သည်ဟု68အရေးခင်းကာလကိုတည်ရနိုင်မြမာကကြေကွဲစွာပြောပြသည်ညဘက်မှာအစာကလည်းအငတ်ခံထားတယ်အားပေးမဲ့သူလည်းမရှိတော့ဘူးတပိတ်မောက်အစာငတ်ခံတဲ့သူတွေကြီးပဲကြံခဲ့တာလေမီးလေးကလည်းမှိမ့်မိန်လေးမိုးကလည်းတဖြောက်ဖြောက်နဲ့ရွာနေတာဟုပြောပြသည်1988ခုနှစ်အသက်28နှစ်ကျော်အရွယ်တည်ရနိုင်မြမာကဒုတိယအကြိမ်မြောက်အစိုးရနဲ့ထိတ်တဲရင်ဆိုင်ခဲ့ရသည့်စစ်ကြောရေးဖန်းစည်းခံရပုံအကြောင်းကိုလည်းဆက်ပြောပြသည် မော်ကျွန်းတွင်ဒီမိုကရေစီရရှိရေးတရားဟောပြီးအပြန်တေးရေးနိုင်မြန်မာနှင့်အတူတောင်အုပ်ကလပမြို့နယ်မှចောင်းသား၁၅ရောက်တင်မော့ဘော်တွင်ပါလာသည်မော်ကျွန်းကအပြန်တွန်တင်းမှာညာ၂နာရီလောက်ရှိမယ်ကျွန်တော်တို့စီးလာတဲ့ဝင်းမျိုးသိန်းနှစ်ထပ်မော်တော်ယာဉ်တင်မော့ကို G3 နဲ့မိုးဘော်ထောင်ပစ်ပြီးလက်နက်တမီးနဲ့ကန်းကတ်ခိုင်းတယ်တင်မော့ကကန်းကတ်ပြီးတော့နိုင်မြန်မာပါလာဆိုပြီးကျွန်တော်ကိုရှာတာတင်မော့ဘော်မှာကျွန်တော်နဲ့အတူပါတဲ့ကလေးတွေကတောင်အုပ်ကလာကကလေးចောင်းသားလေးတွေ၁၅ရောက်လောက်ရှိတယ် ဒီကောင်လေးရိုက်နှက်ပြီးကျဉ်ကျဉ်နှန်းနှန်းရှာတာမပြောရင်တတ်ပြမယ်ဆိုပြီးရှင်းလျှောက်ပြောပြီးတင်းမောင်းမောင်းတဲ့သူကိုရိုက်နှက်ပြီးမေးတယ်။ထိုးချိန်နဲ့တေးရိတ်နိုင်မြမာကသူ၏ဘာသာရေးယုံကြည်မှုအဓိဋ္ဌာန်ဖြင့်တဦးတည်းသာဖြစ်သည်မအကြောင်းရင်ဆိုင်ပြီးဟုဆုံးဖြတ်လိုက်ပုံကိုတတိငင်ငင်ဖြင့်ဆက်ပြောပြသည်။တင်းမောကကျွန်တော်ကိုဝက်ပေးထားတာတနားကြီးကြောကြတယ်။အဲ့ဒီမှာကျွန်တော်ကိုခေါ်သွားပြီးခွေးရှည်ကလထိုင်းပေါ်မှာထိုင်ခိုင်းမိဖွင့်ပြီးကျွန်တော်ကိုပြင်းတာ။မင်းတို့ဖုံးပေးထားတဲ့ကောင်ဒီကောင်လူဘဝရတာမို့လား မင်းတို့ဖုံးပေးထားလို့ငါတို့မိပြီငါတို့နှိပ်စက်တာမင်းတို့ပါတက်နိုင်လေပေါ့အဲ့ဒီသဘောမျိုးပြင်းတာအဲ့ဒီမှာရင်ဖုံရိုးကျိုးတာပဲတေးရည်နိုင်မြတ်အဖမ်းခံလိုက်ရသည့်အခါចောင်းသားကလေးငယ်များကတေးရည်နိုင်မြတ်ကိုစိုးရိမ်ထိတ်လန့်သည့်အကြည့်နဲ့ကြည့်နေကြသည်ကျွန်တော်ကတသက်လုံးတရားအလုပ်လုပ်လာတဲ့စိတ်အခမ်းလေးရှိတယ်ထွက်သွားကလေးကကျွန်တော်ကသူများအသက်မသက်ဘူးတချို့ရွာတွေရောက်သွားလို့ကြက်တွေရိုက်ချက်ပြီးကျွေးရင်အဲ့ဒီဟင်းကိုမစားဘူးကျွန်တော်ကအဲ့ဒီလိုမျိုးရှောင်းတာတွေရှိတယ် အဲ့ဒီအချိန်ကတေမလားရှင်မလားမသိတဲ့အချိန်ပဲသူတို့လက်ထဲရောက်နေတော့ကျွန်တော်ကိုတတ်ရင်လည်းတီးမှာပဲသူတို့ကအဲ့ဒီကလေးတွေကိုစက်မထုတ်ပေးရင်တတ်ပြစ်မယ်လို့ပြောတယ်ကျွန်တော်ကပြောလိုက်လို့ကလေးတွေကိုပါအကုန်တန်းစီပြီးပြစ်တတ်လိုက်ရင်ဆိုပြီးကျွန်တော်တွေးမိတာပေါ့ဒလန်လုံးလည်းကျွန်တော်ကိုဆရာလို့အကိုလို့နေလာတာအဲ့ဒီမှာကျွန်တော်တယောက်တည်းဘူးခံပြီးကျွန်တော်တယောက်တည်းကိုပဲသူတို့ဖမ်းထားလိုက်တာပေါ့တင်းမောက်ကိုမနဲ့လေးနာရီဝေးလီဝင်လင်းအချိန်မှာပြန်လှုပ်ပေးလိုက်တယ်တေးရေးနိုင်မြမကသူ့ဘဝသေရွာပြန်ဖြစ်ရပုံမှာ စန်းကျဲလွန်လာသည်ဟုဆိုကသဘောကျရီမောနေသည်တင်းမောကိုပြန်လွတ်လိုက်ပြီးနောက်တေးရီနိုင်မြမာကိုတော်လန်းအတိုင်းပြေးခိုင်းသည်စစ်သားများကကားနောက်မှနေ၍တေးရီနိုင်မြမာ၏ရှေးလမ်းများကြားတနက်ဖြစ်ပစ်သည်မြေကြီးများဖွာ၍တေးရီနိုင်မြမာ၏ခြေထောက်ကိုဆင်းသည်တင်းမောပေါ်မှကြည့်လင်းတေးရီနိုင်မြမာကိုတနက်ဖြစ်ပစ်တက်လိုက်သည်ဟုထင်မြင်စရာပင်နောက်တနေ့မနက်ကျတော့ကျွန်တော်ကိုတင်းမောတစည်းပေါ်တက်ခိုင်းပြီးလက်ပြန်ကြိုးတုပ်ထားတယ်တင်းမောခေါင်းနိုင်ရှိမှထိုင်ခိုင်းထားတယ်တုံလေးဒီဘက်အဝကနေ ိုဘတ်တန်တရာစံဇက်ကိုပို့တာမနက်ဝေလီဝေလင်းကြီးဖြတ်သွားတဲ့တင်မောတွေကကြည်ကြည်သွားတာပေါ့တွန်တေးစံဇက်ကနေတွန်တေးရဲကိုပို့တွန်တေးရဲကနေနောက်နေ့ထောက်လန်းရဲကလာစစ်တယ်တွန်တေးအချုပ်မှာတညနေလဲရတယ်ဟုတေးရင်နိုင်မြမာကပြောပြသည်တွန်တေးအချုပ်ခန်းတွင်လာစစ်သည့်ထောက်လန်းရဲကိုအတော်ပင်ကျေးဇူးတင်စရာကောင်းသည်ဟုဆိုသည်ဘာသာတရားပေါ်နှဆိုင်စွာတတ်ဝင်မှုတရဏဂုံ၃ပါးအပေါ်လေးနက်စွာယုံကြည်မှုကတေးရင်နိုင်မြမာရင်ဆိုင်နေရသောအခက်အခဲများကို အထောက်အကူဖြစ်လာစေသည်ဟုသူကယုံကြည်ထားသည်။ထို့အပြင်သူဖြတ်တန်းခဲ့ရသည့်စွန်စားကမ်းများကဇလန်းဆန်လွန်လာသည်ဟုဆိုသည်။တချိန်ကအစိုးရလွှမ်းမိုးနှင့်တေးရေးနိုင်ငံမှတို့နှစ်ဦးဂီတအမှုပညာများကိုအတူတကွလောက်ကင်ဆောင်ရွက်နေခြင်းဖြစ်သည်။တေးရေးနိုင်ငံမှကအစိုးရလွှမ်းမိုး၏နေအိမ်ရခိုင်ဝင်ကြီးချုပ်ဥမမောင်ခနေအိမ်တို့တေးသင်းကိစ္စများဖြင့်ဝင်ထွက်သွားလာနေခြင်းဖြစ်သည်။အချိန်ကြာလာသည်နှင့်အမျှခန့်နွမ်းနွမ်းဝတ်စားစင်ရမှုဖြင့်ဖက်နှက်အဆုပ်စီးစီးလာသည့်တေးရေးနိုင်ငံမှကို ဝင်ကြီးချုပ်ဦးမမောင်ခါဤနေအိမ်မှလုံခြုံရေးတာဝန်ယူထားရသူများကပါတေးရင်နိုင်မြမာကိုမှတ်မိလာသည်ဦးမမောင်ကတခါတလေကြရင်စွတ်ကြကြီးနဲ့မျက်မှန်ကြီးတက်ပြီးစာအုပ်ဖတ်နေဟာကျွန်တော်ကိုလည်းတွေ့ရောဟေးသားလာလီကွာမောင်လာမို့ရေမင်းတငယ်ချင်းလာနေတယ်အဲ့ဒီလိုအဲ့ဒါဝင်ကြီးချုပ်အိမ်နော်အိမ်ထဲမှာဧကန်းနှမျိုးသုံးမျိုးရှိတယ်အဲ့ဒီမှာကျွန်တော်ရဲ့ဖနက်အဆုပ်ကိုရှုပ်ပြီးအိမ်ထဲဝင်လောင်းမို့အခန်းကိုသွားပြီးတီးကြခတ်ကြအဲ့ဒီလိုဝင်ထွက်နေတဲ့အချိန်မှာထောက်လိုင်းရဲ့အရာရှိတယောက် အဲ့ဒီထောက်လိုင်းရဲ့အရာရှိကတုံတေးမှာကျွန်တော်ကိုစစ်တဲ့ထောက်လိုင်းရဲ့အရာရှိဖြစ်နေတယ်။ကျွန်တော်ကတော့သူ့ကိုမသိဘူးဗျ။သူကခုံပေါ်မှာတနက်တင်ပြီးငါစစ်တာကိုငါစိတ်တိုင်းမကြရင်မင်းကိုပြစ်တက်လိုက်မှာနော်တဲ့။မင်းတနက်လူလို့ငါပြစ်တက်လိုက်တယ်ဆိုပြီးအစီရင်ခံစာရေးလိုက်ရုံပဲပေါ့။ကျွန်တော်ကိုလည်းနောက်ပြန်ခုံနဲ့ကြိုးချီထားတာ။တေးရဲနိုင်မြမာကထောက်လိုင်းရဲ့အရာရှိဟောင်းနဲ့ဆုံတွေ့ခဲ့ရပုံကိုပြပြနေသည်။အားလုံးစစ်ပြီးတော့မှမင်းငါ့ကိုတီလာတဲ့။မင်းငါမသိပေမဲ့ငါမင်းကိုတီတယ်။ မင်းဝင်ကြီးချုပ်အိမ်လာလာနေတာအဲ့ဒီမှာစပြောတာငါတောက်လျှောက်ရှိတယ်မင်းကိုနိုင်မြမာမန်းတိတယ်กว่าတဲ့အဲ့ဒါဆိုခမက်ဘာလို့အပေါ်ရီလျှောက်မင်းနေရလဲပေါ့ဒါကငါတို့လုပ်တဲ့ပြီးတော့မှသူ့မှာတမီးလေးတယောက်ရှိတယ်တဲ့အမှုပညာကြောင်တက်နေတာတဲ့တကယ်လို့တရှင်းလေးဘာလေးဆိုခြင်းနဲ့ဆိုရင်ကုညီပေးပါကွာတဲ့ဒေးရီနိုင်မြမာသည်တေကံမရောက်ဖဲအသက်ပြီးမှလွတ်မြောက်လာခဲ့သည်တို့ပြင်တွန်တေးရဲစခန်းမှစခန်းဘူးကလည်းရဲဝင်နှန်းတအူးအမိဖြစ်စာရေးနေသူဖြစ်တဲ့ကဲ့သို့ စာရေးဆရာနန္ဒမိုးကျေဤတငယ်ချင်းလည်းဖြစ်သည့်အတွက်ဒေးရေးနိုင်မြမာရန်ကုန်ပြန်ရန်အဆအဆုံးကူညီပေးခဲ့သည်ဒေးရေးနိုင်မြမာသည်အသက်ဘေးမှပြန်လည်လွတ်မြောက်ခဲ့တော်လဲသူ၏မိသားစုဝင်များကမြောက်ကလာပနေအိမ်တွင်တပ်ပြောက်ဆုံးကပ်ရန်စီစဉ်ရှက်ပြုတ်နေကြခြင်းဖြစ်သည်ဟုရည်ရည်မောမောဖြစ်ပြောပြသည်ရေမုံရိုးကျူးထားသည့်ရံရကိုလည်းစေကံပြပြီးစေကူသားခဲ့ရသည်စေကျော်ရည်တွင်စစ်စေးခံရပြီးနောက်အမှုပညာဘဝတစ်ခုကိုစေအစိုးရကအလဲအလဲလှုပ်ယူရန်ညှိနှိုင်းမှုများပြုလုပ်လာခဲ့မှုသည် ထိုဒီကိုတေးရင်နိုင်မြမာကလက်မခံအမှုပညာသမားပီပီမိမိယုံကြည်ရတာလုံမီဟူသောခံယူချက်ဖြင့်မိမိချစ်သော တေးရေးဆရာဘဝကိုသာခံယူကာလူရုနဲ့အတူလူရုငိုလင်းငိုနေခဲ့သည့်လူရုရည်လင်းရည်နေခဲ့သည့်လူရုမဲ့လင်းမဲ့နေသည့်အမှုပညာရှင်တယောက်အဖြစ်နေခဲ့သည်တေးရေးနိုင်မြမာကအာနာပိုင်အစိုးရနှင့်တတိယအကြိမ်ဆုံတွေ့ရပုံကိုဆက်ပြောပြသည်ဤဒီကြိမ်ဆုံတွေ့ရပုံကတေးရေးနိုင်မြမာအဖို့အချို့သက်စီယုံခံရခြင်းလည်းဖြစ်သည် ရှစ်လေးလုံးလူလူအရေးတော်ပုံတွင်ကြုံတွေ့ခဲ့ရသည့်စစ်ကြောရေးမှကဲ့သို့ကြမ်းတမ်းခတ်ထန်စွာကြုံတွေ့ရခြင်းမဟုတ်။ဟိုးလွန်ခဲ့တဲ့နဝတ္တနာအပါလက်ထက်ကအခုထောင်ချသွားတဲ့သာသနာရေးဝန်ကြီးဦးစန်းစင်2019ခုနှစ်မေလ24ရက်နေ့တွင်လုံချင်းချမ်းသာအခွင့်အပြုပြန်လွတ်ကဘုံမှုချုပ်ဘဝနဲ့ရန်ကုန်တိုင်းမှာဒုတိုင်းမှုလုပ်တယ်။ကျွန်တော်ရေးထားတဲ့သရှင်တစ်ပုတ်ရှိတယ်။ကဘာကိုကင်လို့မဲ့လက်တန်းဆိုတာဒေါ်မမအေးဆိုခဲ့တာ။အဲ့ဒီသရှင်ကိုကြားပြီးအဲ့ဒီဘိုလ်ချုပ်ကကျွန်တော်ကိုမရမကခေါ်ခိုင်းတယ်။စစ်ရုံးကဖိတ်တာ အမတ်နဲ့စစ်ဒေသဆိုတာသူ့ဝနမှာရှိတယ်ကျွန်တော်အိမ်ကိုလာလာဖိတ်တယ်အရက်ဝင်းနဲ့တက်ကြကြီးလို့ပေါ့ကျွန်တော်ကလည်းအစည်းအဝေးတခါမှမတက်ဘူးနောက်ဆုံးကျတော့ရက်ကွက်ဥက္ကဋ္ဌကနေဖိအားပေးတာကျွန်တော်အစည်းအဝေးမတက်ရင်ဥက္ကဋ္ဌကို꽌ချမယ်ဆိုတာနဲ့ကျွန်တော်လည်းဥက္ကဋ္ဌကိုငဲ့ညာတဲ့အနေနဲ့တက်မယ်လို့ပြောလိုက်ရတယ်ရုပ်ရှင်သရုပ်ဆောင်များဂီတစာဆိုတော်များစာရေးဆရာကြီးများပါဝင်သည့်အစည်းအဝေးခန်းမတို့တည်ရည်နိုင်မြမှာရောက်ရှိသွားသည်တော်တော်ပြောင်ပြောင်အယောင်များဖြစ်ဝက်စားစင်ရင်မှုများကြားဇပင်းစုပ်ဖွားဖြစ် ပျောက်ကြားကြခင်ခန်းနန်းနန်းဝစ်စင်ကထီကောက်ကြီးကင်ဆောင်၍ရောက်ရှိလာသည့်တေးရည်နိုင်မြမာကိုအားလုံးကအငဲခန့်နေကြသလိုတေးရည်နိုင်မြမာကလည်းဟိုကြည့်ဒီကြည့်နဲ့ဖြစ်နေသည်အစည်းအဝေးစသည့်အခါအမျိုးသမီးရဲရမိခင်နဲ့ကလေးဆောက်ရှောက်ရေးစသည့်အဖွဲ့အစည်းများအတွက်တချင်းရေးပေးရန်တေးရည်နိုင်မြမာထံအကူအညီတောင်းလာသည် တေးရည်နိုင်မြမာကလည်း policy တချင်းရေးပေးရမည်လားအငိမ့်တချင်းကိုအငိမ့်တချင်းနဲ့တူအောင် ရေးပေးရမည်လားဟုပြက်သားစွာမေးခွန်းထုတ်သည်။တန်ငင်းတမန်ငင်းအယောက် လူတို့ပိုလျှော့ဖြစ်တာစစ်အစိုးရကိုတတိထားဆက်ဆံခဲ့ကြောင်း တေးရီနိုင်မြမာကဆက်ပြောသည်စစ်သချင်းကိုကျွန်တော်တစ်သက်လုံးမရေးဘူးဟုတေးရီနိုင်မြမာကစစ်တော်လိုင်းတိုင်းမှုများကိုတရားဝင်အသိပေးပြောဆိုခဲ့မှုဒီမှာယနေ့ခေတ်အမှုပညာလောကတွင်ရှာရှာပါပါလူလူတွေကအမှုပညာရှင်ဟုဆိုရပါမည်လူတကဖားပြီးရေးနေတာမြဝရီမှာ ဖွင့်လိုက်ရင်စစ်သချင်းကြီးပဲဖားပြီးရင်းနေမှတည့်ရက်နဲ့ခမရတို့ရေးခိုင်းနေကျွန်တော်ကအဲ့လိုမရေးဘူးလို့ စစ်ကြောရေးမှာတော့ကလည်းထောက်လန်းရေးကပြောတာတခါခံရဘူးတယ်ခမရကအကြောင်းသားတွေအတွက်တော့တချင်းရေးပေးတယ်ကျွန်တော်တို့စစ်သားတွေအတွက်တော့မရေးပေးဘူးလားလို့ကျွန်တော်ကမေးတယ်အဲ့ဒီတော့ပြောပြလိုက်တယ်စစ်သားတွေအတွက်ကြုတ် feeling လာတဲ့နေကြရင် ရေးပေးမယ်လို့ feeling လာတဲ့ဆိုတာကျွန်တော်တို့စိတ်ထဲမှာစစ်တပ်ကိုချိနဲ့သွားပြီးတော့စစ်တပ်လောက်တာမှန်တယ်လို့ထင်ရင်ခမရတို့တောင်းဆိုစရာမလိုဘူးစစ်သချင်းကိုကြုတ်ထရေးမယ်လို့ပြောခဲ့ဘူးတယ်ဟုဆိုသည်ဒေးရေးနိုင်မြမာကမိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြစ် ကိုလိုက်ပြကိုလုံးစွာပြောပြနေခြင်းဖြစ်သည်ထို့ပြင်ပါတီစည်းရုံးရေးတခြင်းလဲမရေးဘူးဟုဆက်ပြောပြသည်မိမိကိုယ်တိုင်ကျင့်တ်စွာခံယူထားသည့်တေးရေးဆရာဘောကအချိန်အတိုင်းနဲ့တခုတည်းမှမအောင်မြင်လင်မိမိကိုယ်ကိုသတ်သိမည်ဟုပင်ကြုံးဝါခဲ့သည့်တော်လန်တေးရေးဆရာဖြစ်သည်တေးရီနိုင်မြမာကနိုင်ငံရေးသမားတယောက်၏လှုပ်ရှားမှုပုံသဏ္ဍာန်နှင့်မတူကွဲပြားသည့်သူခံစားချက်ကိုဆက်ပြောပြသည်ကျွန်တော်ကလက်သီးလက်မောင်းတံပြီးတို့အေးထားလို့ရမှာတက်စားရင ။တခြင်းတစ်ပုတ်နဲ့အဲ့ဒီအရေးခင်းကြီးမပြီးမရှင်းစိတ်တက်ကိုနှွေးပေးနေတာ။လိုအပ်ရင်နောက်ထပ်တစ်ပုတ်ကျွန်တော်ကိုယ်တိုင်ထွက်ဆိုဖို့ဝေမလေးဘူး။ကျွန်တော် business ကပြည်သူလူထုပဲ။အဲ့ဒီတော့ကျွန်တော်ကလွတ်လပ်စွာလှုပ်ရှားတယ်။လွတ်လပ်စွာရေးသားတယ်။အစိုးရကပြည်သူလူထုကိုထိရင်အစိုးရကိုကျွန်တော်ဖဲ့မယ်။ပါတီတစ်ခုကပြည်သူလူထုကိုထိရင်ပါတီကိုကျွန်တော်ဖဲ့မယ်။ရေးမယ်။ကျွန်တော်လွတ်လွတ်လပ်လပ်နေထိုင်ပြီးကျွန်တော်ထမင်းကျွန်တော်ရှာစားမယ်။ထို့ပြင်အမှုပညာသမားတယောက်အဖြစ် အသက်မွေးဝမ်းကြောင်းရသည်မှာမလွဲကူကြောင်းဒေးရီနိုင်မြမာကတောက်လက်စာစေးပေါ်လိတ်ကိုမီးထက်ညှိပြီးဆက်ပြောပြသည်အသက်မွေးဝမ်းကြောင်းမှုအရာပြောမယ်ဆိုရင်ဒီအမှုပညာနဲ့အသက်မွေးဝမ်းကြောင်းရတာတကယ်မလွဲဘူးတော်ယုံတန်ယုံတတ်တိနဲ့မရဘူးကိုကိုကိုယုံကြည်မှမိုက်ရဲမှအမှုပညာရှင်ဖြစ်တဲ့အတွက်ငွေလဲတိတ်မတ်မဆက်ဆက်မရှိဘူးရှမ်းသာအောင်တတိကြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးလည်းမရှိဘူးဘဲဘက်တွေကိုအာတန်နေလဲဆိုတော့လွတ်လွတ်လပ်လပ်ပေါပေါပပနဲ့နေထိုင်နိုင်ပြီးတော့ ကိုဖန်တီးခြင်းနဲ့အမှုပညာကိုဖန်တီးပြီးကိုမိသားစုကိုစောက်ရှောက်နိုင်တဲ့ဘဝမျိုးလောက်ပဲလိုဖြစ်တံပြီးလို့ထင်တယ်။အမှုပညာသမားတယောက်အဖြစ်မိသားစုဘဝကိုဦးဆောင်ရသည်မှာလဲကိုတိုက်ရမည်တိုက်ပွဲအတွက်ကိုလိုသည့်လက်နက်ကိုချိုးတင်ပြင်ဆင်ရတယ်လို့ဖြစ်ကြောင်းဥပမာပေးသည်။ပတ်စံငွေကြေးပချမ်းသာသည့်အတွက်သားသမီးများကိုစိတ်တက်ခွန်အားဖြစ်သာဦးဆောင်နိုင်ရန်ဘဝကိုစူးစမ်းပုံဖော်ခဲ့သည်ဟုတေးရင်နိုင်မြမာကဆိုသည်။တေးရင်နိုင်မြမာတွင်သားသမီး၄ဦးရှိသည်မင်းအုပ်မြမာသားကြီး မင်းစိုးမြန်မာတားလက်မင်းရဲမြန်မာတားငယ်ရှင်နိုင်မြန်မာသမီးငယ်ဟူ၍သားသမီးလေးဦးရှိသည်တားကြီးဖြစ်သူမင်းအုပ်မြန်မာမှာဘျူဟာအမိဖြစ်တရှင်းတည်ဆုံနေပြီးတားလက်မင်းစိုးမြန်မာမှာနေမဝင်အမိဖြစ်ဗီဒီယိုရိုက်ကူးတီးဖြတ်သူအဖြစ်အသက်မွေးဝမ်းကြောင်းပြုသည်တားငယ်ဖြစ်သူမှာလဲဖခင်ဤစတူဒီယိုတေးတန်တွင်ချင်းဂီတနဲ့ဆိုင်ရာအနုပညာလုပ်ငန်းများကိုလောက်ကင်ပေးနေသည်ဒါသုံးယောက်လုံးမှာဖခင်ဖြစ်သူဤတေးဂီတအနုပညာအမွေကို စက်ခံယူနေသူများဖြစ်ကြသည်တေးရင်နိုင်မြမာကအမှုပညာသမားတယောက်အနေဖြင့်မိသားစုကိုထိန်ချောင်ပြုတ်ပြင်နိုင်ဖို့ရန်ကိုဘောကကို့အရှင်နေနဲ့ကိုနိုင်ချိန်တုံးသက်ပြသည် ကျွန်တော်ကပတ်စံရှိတဲ့သူမဟုတ်ဘူးကျွန်တော်ကလေးတွေကဒီလောကကိုစိတ်ဓာတ်နဲ့ဖျက်မှရမယ်ကျွန်တော်နဲ့အတူတဘာတဲ့ပါလာဖို့စိတ်ဓာတ်နဲ့သွားမှရမယ်အခုသားတွေလည်းတဖြည်းဖြည်းအရွယ်ရောက်လာပြီဟုဆိုကကျင်းနဲ့ဝမ်းသာသည့်ဟန်ဖြစ်ပြောသည်တေးရင်နိုင်မြမာ၏အမှုရာမှာ သာသမီများနှင့်ပတ်သက်၍ခြေနက်ဝမ်းသာအားရသည့်ဟန်ရှိနေသည်။သို့တော်လည်းသူချစ်သောပြည်သူလူထုအတွက်မြန်မာနိုင်ငံအတွက်အားမရသေးသည်များရှိနေသေးသည်ဆိုသည်။ကျွန်တော်တို့ဒီနေ့စာရေးတယ်၊ကြပြရေးတယ်၊တချင်းတွေရေးတယ်။ရေးတဲ့တချင်းတွေထဲမှာအဲ့ဒီလိုအကြောင်းအရာတွေပါလာတတ်တယ်ဆိုတာဒီစနစ်ကြီးကိုမနှိမ့်မြို့ဘူးဗျ။မကြိုက်ဘူး။ကျွန်တော်တို့လူမျိုးရဲ့တိုင်းပြည် character ကိုကျင့်တရားတည်ဆောက်ဖို့အတွက်မင်းကောင်းမင်းမြတ်လိုတယ်။လာတဲ့မင်းကကိုကျင့်တရားမကောင်းတဲ့မင်းမျိုးဆိုရင် ကျွန်တော်တို့တိုင်းပြည်ကအဖက်စေလို့ရတော့မှာမဟုတ်ဘူးဒီနေ့မြန်မာပြည်မှာတွေ့ကြုံနေရတာကအဲ့ဒါပဲကိုကျင်တရားမကောင်းရင် လူမျိုးရဲ့အရေးသွေးနှိမ်ကြတယ်လူမျိုးမှာမာမာနမရှိတော့ဘူးဟုတ်တေးရင်နိုင်မြန်မာကကိုနေခန့်အရွယ်ရှိသမီးငယ်ရှင်နိုင်မြန်မာကိုပွေရှိကဒသနဆန်သောစကားများဖြင့်ခင်းနှစ်စနစ်ကိုတုံးသက်ပြသည်ထို့သောဖြင့်တေးရင်နိုင်မြန်မာသည်ခိုင်မာသည့်အမှုပညာယုံကြည်ချက်စာပေစိတ်သက်ဖြင့် DA စည်းတံမဂဇင်းကိုထုတ်ဝေသူတအုပ်နှင့်ပေါင်းစပ်မိကား အဲဒီရာချုပ်အဖြစ်ဆောင်ရွက်ခဲ့သေးသည်အချိန်ကာလက1990ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီကာလဖြစ်သည်မဂဇင်းလိုဂိုနှင့်ပကြီတရုတ်ဖော်ပုံများကိုပကြီမောင်မောင်တိုက်နှင့်ပကြီဝတ်တုံတို့ကဆွဲပေးကြသည်မဂဇင်းကိုစတင်ပြီးအိုးဆောင်လောက်မီဆိုကလေးကတေးရင်နိုင်မြမာကထုတ်ဝေသူအားမြည်သည့်စာမှုကိစ္စမဂဇင်း၏မူဝါဒများကိုမှဝင်မစွတ်ဖတ်ရန်စီးပွားရေးအရငွေကြီးအမြတ်အစွန်းရရန်အတွက်မဂဇင်းအောင်မြင်အောင်စ조사ပေးမည်ဟုဆိုကာ ဒီအစည်းအဝေးမဂ္ဂဇင်းကိုအေဒီတာချုပ်အဖြစ်စီစဉ်ထုတ်ဝေခဲ့သည်ထုတ်ဝေသူဆိုပြီးခွင့်ပြုချက်မရသေးဘဲတရင်နိုင်မြန်မာထိုင်သည့်အေဒီတာရုံးခန်းအတွင်းသို့မဝင်ရန်စီးနေကန်းနှင့်လောက်ကင်ခဲ့ခြင်းဖြစ်သည်ဟုစာပေပေါ်ကခဏတာဖြတ်သန်းမှုကိုပြောပြသည်မဂ္ဂဇင်းသည်ပထမတအုပ်ထဲနေပင်အောင်မြင်သွားသည်မိမြအောင်မြင်သွားသည်နည်းဆိုလျှင်ပြည်ထဲရေးကထုတ်ဝေသူအားခေါ်ယူတွေ့ဆုံပြီးအေဒီတာချုပ်တရင်နိုင်မြန်မာကိုအေဒီတာအဘော်နှင့်ဆောင်းပါးများမရေးစေရန်ဖိအားပေးညွှန်ကြားသည့်အထိအောင်မြင်သွားသည် အရီဒါရောက်လို့ပြီးအရီဒါအာပေါ်ရေးခွင့်မရသည့်မဂဇင်းတွင်တေးရင်နိုင်မြန်မာကစာပေမာနဖြင့်ငွေကြီးတပြားတစ်ချက်မှမယူဘဲအလုတ်ထွက်လာခဲ့သည်ထိုအချိန်မှစ၍ရောင်းလဲလဲနှင့်ဂီတာလောကထဲပြန်လဲရောက်ရှိလာပြီးကျင်းလည်နေသည်မှာယနေ့အချိန်ထိဖြစ်သည်ဟုတေးရင်နိုင်မြန်မာကပြောပြသည်နောက်ပိုင်းတွင်ခိုးကူးခွေတွေပေါ်လာသည့်အခါတေးဂီတာလောကသားတစ်ခုလုံးစာဝတ်နေရေးအဆင်မပြေဖြစ်လာခဲ့ရပြန်သည်တပ်ဆိုင်ရာအစိုးရအနေဖြင့်လဲခိုးကူးခွေပြဿနာကိုပိုင်ပိုင်နိုင်နိုင်မရှင်းပေးနိုင်သည့်အခါ ဂီတလောကဤအရှိကံအဆောက်အအုံများပြိုလဲခဲ့တော်သည်အရင်ဤစိုက်ထုံးမည်သူမရှိထောက်သမျှအခွေခိုးကူးရောင်းမူရင်းပိုင်ရှင်ကပတ်စံပြန်မရပတ်စံပြန်မရတော့အလုံးမလုံးအလုံးမလုံးတော့လုပ်ငန်းရှင်မရှိလုပ်ငန်းရှင်မရှိတော့တီဝိုင်းအဖွဲ့သားများပါဇက်ပေါက်တွေအများကြီးနဲ့ဒုက္ခရောက်ကြရသည်ဟုတချိန်တခါကဂီတလောကဤခက်ခဲကြမ်းတမ်းခဲ့ပုံကိုပြောပြသည်တေးရိပ်နိုင်မြမသည်စတူဒီယိုခစ်ဦးအစတွင်စတူဒီယိုခစ်ပေါ်ကိုပိုင်တန်စင်တေးရိပ်ဆရာအဖြစ်အောင်မြင်လာတော်လဲ မြန်မာကန္နဝင်းတချင်းများကိုငယ်စဉ်ကတည်းကလိလလိုက်စားကြိုက်နှစ်သက်ခဲ့သူဖြစ်သည်မြို့မငယ်ဤသေးတချင်းများရွှေပြည်အိတ်ရေနာဘုံတချင်းနန်းတော်ရှိဆရာတင်တချင်းများကိုနှစ်နှစ်ဆိုင်ဆိုင်အရသာခံနားထောင်တက်ခဲ့သူဖြစ်သည်မြန်မာတချင်းရေးရန်အကြောင်းဖန်လာသည့်အခါမြန်မာတချင်းစီးရီးတခွေဖြစ်ရန်အားစိုက်ရေးသားခဲ့သည်ယင်းတေးစီရီအမိမာကဘာကိုကင်လှုံမြစ်လက်တံတေးစီရီဖြစ်ပြီးအစိုးရမမအေးတီဆိုခဲ့သည်အမကြီးမမအေးကစတူဒီယို ရေးတဲ့လူငယ်လေးတစ်ယောက်ကို မြမသရှင်ရေးမယ်ဆိုတော့အားပေးတယ်မြမသရှင်ကိုနှစ်သက်တဲ့အမာခံတွေပေါ့လေအမာကြီးဂျေဇုနဲ့စီရီတခွေ ရေးပြခဲ့တယ်ခေတ်ပေါ်သရှင်များနဲ့အနောက်တိုင်းသရှင်များခေတ်စားနေရာယူလာသည့်အချိန်တွင်တည်ရည်နိုင်မြမသည်မြမသရှင်ရေး၍အောင်မြင်သည့်တည်ရည်ဆရာတဦးဖြစ်ခဲ့သည်လူရှင်သောဇာကနာဦးဆောင်ကပြသည့်ငင်းချမ်းရေးပြဆက်တွင်လည်းမြမသားအငိမ့်သရှင်များရေးသားပေးခဲ့ဘူးသည်မြမသားသရှင်ကြီးများရေးသားဖြစ်ခဲ့ပုံသာမကအမျိုးသားရေးစိတ်ဓာတ်လုံသောသည့်သရှင်မျိုးကိုလည်းရေးသားခဲ့သည် ထို့သို့ပြောနေစဉ်တေးရီနိုင်မြမာကယုတ်တရက်ထကလာဗျာကျွန်တော်တချင်းတွေအကြောင်းထပ်ပြောပြချင်တာပြီဟူရီဆိုကအိမ်ပေါ်ထက်တွင်ပြုတ်လုထားသည့်အတန်သွင်းစတူဒီယိုသို့ခေါ်ပြသည်ထို့စတူဒီယိုအခန်းလေးကိုရွှေပုံဤတန်းဟုတေးရီနိုင်မြမာကနာမည်ပေးထားသည်ဂီတဝါသနာပါသူလူငယ်လေးများကရွှေပုံဤတန်းသို့လာရောက်အတန်သွင်းသည့်အခါတေးရီနိုင်မြမာ၏သားငယ်မင်းရဲ့မြမာကအတန်ဖန်းအတန်သွင်းပေးကြောင်းပြောပြသည်ထိုနေရာတွင် ဖခင်ဖြစ်သူကသားဖြစ်သူများကိုလူငယ်ပြီးပြီး တငယ်ချင်းအပေါင်းအသင်းကဲ့သို့ဆက်ဆံပေါင်းသင်းသည်ကိုတွေ့ရသည်။တားဖြစ်သူများကလည်းဖခင် ဖြစ်သူကတငယ်ချင်းပေါင်းပေါင်းသည်ဆို၍အခွင့်ရေးမယူဖခင်ဖြစ်သူအားတလေးတစားပြန်လည်ဆက်ဆံကြသည်ကိုတွေ့ရသည်။ချွေပုံနီတန်းစတူဒီယိုအခန်းထဲတွင်တောင်းငယ်ဖြစ်သူမင်းရဲမြန်မာကတချင်းများကိုအတန်တီးဖြတ်နေသည်။တေးရင်နိုင်မြန်မာကတားဖြစ်သူအားတချင်းအစ်စ်တပုတ်ဖြစ်သည့်မိခင်အေယာဝရီတချင်းဖွင့်ပြရန်ပြောသည်။ထို့နောက်1988ခုနှစ်ကဘာမကြည့်ဘူးအဖွဲ့သားများတွင်ပါဝင်ခဲ့သူတဦးအထွတ် စီရီထုတ်ရန်အသည့်ရေးဆက်ပေးထားသည့်လူခွင့်ရေးဆိုင်ရာတရှင်တပုတ်ကိုဆက်လက်ဖွင့်ပြသည်။တရှင်ကောင်းစဉ်ကိုလွတ်လပ်ရေးငှက်ဟုအမည်ပေးထားကြောင်းတရည်နိုင်မြမာကပြောပြသည်။ပြီးနောက်ကောင်းတဲ့ဘက်မှအစွန်းရောက်မယ်။ကနဝင်းအသက်ကျယ်ပြိုးခြင်းရုံကလေးတရည်နိုင်မြမာဤကိုရေးရာဇဝင်လေယာမီပြဿနာများနှင့်ပတ်သက်၍လေသမားများဘက်မှရက်တီရေးပေးထားသည့်ဂလုံးဆရာဆန်အကြောင်းဖြစ်သည့်ဆရာဆန်စသည့်တရှင်ရှစ်ပုတ်ကိုဖွင့်ပြသည်။ 2009ခုနှစ်ရွှေဝါရောင်ဒေါ်လာကြီးဖြစ်ပွားချိန်တွင်တရည်နိုင်မြန်မာကအယိုးကြီးပေါင်းဝေဒနာခံစားနေရသည်ကတကြောင်းတန်ဃာတော်မြတ်ရိုက်နှက်ခံရသည်ကိုမဖြစ်စေလိုသည်ကတကြောင်းစသည့်အကြောင်းများကြောင့်2009ရွှေဝါရောင်ဒေါ်လာကြီးတွင်မပါဝင်ခဲ့ကြောင်းရွှေဘုံဤဒန်းစတူဒီယိုအခန်းထဲတွင်ဆက်ပြောပြသည်တရည်နိုင်မြန်မာကတန်ဃာတော်မြတ်အကြမ်းဖက်နှိမ်နှင်းခံရသည်ကိုမနှိမ့်မြို့ကြောင်းအများနှင့်မတူသည့်သူ့အတွေ့အမြင်များကိုပြောပြသည်ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်အသက်23နှစ်မှာဘာသာရေးနဲ့ပတ်သက်လို့ အတိတရားတစ်ခုရခဲ့တယ်ဆိုတာဘာသာရေးရှုထောက်ကနေပြောကြကြေးဆိုရင်ကျွန်တော်တို့ရဲ့အောင်မြင်တဲ့ကိစ္စတစ်ခုမှာယဟန်တန်ဃာတော်များကိုမိခိုးပြီးအရေးမဆိုခြင်းဘူးတန်ဃာတော်တွေကိုအေးအေးချမ်းချမ်းပဲနေစေခြင်းနဲ့တန်ဃာတော်တွေကလူတွေလိုဒေါသထွက်ပြီးတော့ပဲဖြစ်ဖြစ်အရေးဆိုရတာဒါပဲမောက်ရတာမျိုးမလိုခြင်းဘူးတန်ဃာနီးနဲ့တပိတ်မောက်တာပတ္တနိုင်ကုန်စနကန်ဆောင်တာကိုပဲလိုချင်တယ်ဟု2008ခုနှစ်ရွှေဝါရောက်အရေးခင်းတဲ့ပတ်သက်ပြီးသူ့သုံးသက်ချက်ကိုစိတ်မကောင်းစွာပြောပြသည်ထို့နောက်2012ခုနှစ်တွင်လည်း TB ယောဂဝေဒနာကို ုသခဲ့ရသည်ဟုပြောပြသည်ဒေးရီနိုင်မြမာသည်ဘဝတစ်လျှောက်လုံးဂီတသမားစာပေသမားဟု၍မိမိကိုယ်ကိုမတတ်မတ်ခဲ့ပဲစာရေး၍မတရားမှုကိုတွန်းတိုက်ရမည်ဆိုလင်ထိုမတရားမှုများကိုတွန်းတိုက်သွားမည်ဖြစ်ကြောင်းတချင်းရေး၍လူလူဘက်မှယက်တီဖန်တီးရမည်ဆိုလင်လူလူဘက်မှထာဝရယက်တီရေးသားနေမည်ဖြစ်ကြောင်းတချင်းဆိုခွင့်ရလင်လဲတချင်းဆိုနေမည်ဖြစ်ကြောင်းသူခံယူချက်ကိုပြောပြသည်စာရေးဆရာပြစ္စမန်ဒီယိုင်းကဟိုခိကဝင်းကြီးပရိဒါရာသားလိုမျိုး အခြေခံလူတန်းသားတွေရဲ့အကြောင်းကိုတချင်းဖွဲ့တာဘုံတော်ဘွဲတွေကိုမရေးဘူးအခြေတချင်းရေးစရာတွေကြားထဲကနေခွဲထွက်ပြီးလူဘဝကိုတယောတာလေးတွေရေးတာများတယ်ဥပမာအားဖြင့်စေးအောင်ဆုံးမြင်ကွင်းယောနသန်စင်ရော်တို့အမေပကတ်လွဲတို့ဆိုတဲ့တချင်းတွေစာပေပိုင်းကကြည့်ရင်လဲ DA စီးတံမဂဇင်းကိုသူ့လုတ်ခဲ့တယ်လင်းလက်တာယာဆိုတဲ့ကလောင်နဲ့ကြပြာတွေလည်းရေးခဲ့တယ်ရှေလေးလုံးလူတို့အရေးတော်ပုံမှာလဲသူကတချင်းရေးစရာတရားအနေနဲ့တာဝန်ကျေခဲ့တယ်ဟုပြောသည် တေးရီနိုင်မြမာနဲ့ခေပြိုင်ဂီတအနုပညာရှင်များမှာတေးရီစောပွဲမှုစောကူစဲညင်ကြီးသွင်းထွေအိမ်သွင်းနောင်နောင်ဆန်ဖလာဝါတို့ဖြစ်ကြသည်ဘဝရင်းမှတ်မှတ်ရရစိတ်ကြိုက်သချင်းသုံးပုဒ်မှာကဘာမကြည့်ဘူးတို့အမျိုးသားတိုင်းပြည်ဂလုံးဆရာဆန်သချင်းသုံးပုဒ်သည်ကဘာမကြီးကိုလက်ဆောင်ပြန်ပေးခဲ့သည့်သူ့စိတ်ကြိုက်သချင်းသုံးပုဒ်ဖြစ်သည်ဟုဆိုသည်တေးရီနိုင်မြမာသည်ရုပ်ရှင်ကားကြီးများဖြစ်သည့်ဥကျော်သူရိုက်ကူးသည့်အမိနိုဘို ဒိုင်တာမောင်ဝနရိုက်ကူးသည့်ရင်ထဲကဆောင်းရသည်စသည့်ရုပ်ရှင်နှစ်ကားအတွက်တရှင်ရေးပေးခဲ့သည်ရှစ်လေးလုံးလူတို့အရေးတော်ပုံငွေရတုနှစ်ပတ်လဲတွင်လဲပြီးဆောင်ခွေးကပြစာအုပ်ကိုထုတ်ဝေခဲ့သည်ဒေးရီနိုင်မြမာကအချိန်၆နာရီကြာတထိုင်တည်းဖြည့်ကြားပေးခဲ့သည့်ကျွန်တော်ဆောင်းပါတဲ့တွင်မပမဖြစ်ထည့်ရေးရမည့်နာမည်တစ်ခုရှိသေးသည်ဟုဆိုသည်လူတို့တဲကအမှုပညာဖြစ်သောကြောင့်လူတို့ရည်လင်းရည်ကလူတို့မဲ့လင်းမဲ့၍ လူတို့နဲ့အတူတသားရင်ရှိနေတဲ့ကဲ့သို့သူဤဘဝတစ်လျှောက်လုံးတွင်လဲကောင်းတူဆိုးတူလောကရန်ကိုမြှဝေခံစားခဲ့သူဘဝပါရမီဖြည့်ပတ်ဖြစ်သည့်ဇနီးတဲ့ဒေါ်ဝါဝလွင်ကိုမှတ်တမ်းတင်ရမည်ဟု ကြည်နူးစွာဆိုလေသည်ဆောင်းပါရှင်ဖိုးဆိုင်အဆုံးထိနားတော်မူတဲ့တဝူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီး ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်